ယုပိဒ္ဒကြီးမင်္ဂလာပေါင်းတဲ့ပြည်စုံပြီးကျမ်းမာချမ်းသာကံကောင်းကြပါသည်ယုပိဒ္ဒကြီးယခုရာသီဆဝန်းတို့ပြောင်းရွှေ့လာတာနိုဝင်ဘာလ73နဲ့79ကြာရောက်လာပါတယ်ဒီနိုဝင်ဘာ79နဲ့73နဲ့79ကြာမှာကကြမာချူစီချူနေ နခအပြောင်းရွှေ့တွေနဲ့အတူယာဒီဘွားတွေမှာလည်းသူ့ဘာသူကံတရားတွေပြောင်းရွှေ့ပါတယ်။အဲပြောင်းရွှေ့ဖြစ်ပေါ်လာမယ့်အဆူအကောင်းနိုဝင်ဘာ73နဲ့79ကြားမှာဖြစ်ပေါ်လာမယ့်ကံကံတရားတွေပြောပြပြီးမှဖြစ်ပါတယ်။ကံယာဒီဘွားကံယာဒီဘွားတွေဆိုတာဩဂတ်24နဲ့စက်တင်ဘာ22ကြားမှာမူဘွားသူတွေဖြစ်တယ်။ဒီယာဒီဘွားတွေကငွေကြေးကိစ္စလုပ်ငန်းတွေ ဓာတိနဲ့စစ်သေးလောက်ကင်ပါလုံငါတဲ့ရင်းနှီးမြုံနာမှုအတိတ်တွေမလုတ်တင်သေးပါဘူးအယောင်ဝယ်ကိစ္စတွေပြန်ကောင်းလာပါမယ်ငွေတွေပေါ်လာပါလိမ့်မယ်လူတုံကုန်ပစ္စည်းစည်းဝါးနဲ့ကျန်းမာရေးဆောက်ရှောက်မှုလုပ်ငန်းတွေအကျိုးပေးမှာဖြစ်ပါတယ်ခခီးသွားလျင်ဓာတိထားပါ ဖုံးနေငွေတွေပျောက်တတ်ပါတယ်လူလိန်တခုရှိနေပါတယ်တိုက်ချမ်းမြေအင်ကားရောင်းထွက်မှာဖြစ်ပါတယ် အဲ့ဒီအချိန်မှာသရီဝရိယလေးနဲ့ငွေယူစစ်သေးပါအပေးယူလောက်ပါမိကြီးဖာကြီးတွေကြားမရေးစောင်းရှောက်မှုတွေတိုးတက်ပါလိမ့်မယ်ငယ်ရွယ်သူတွေအချီနှလုံးသားမင်္ဂလာဆောင်ကိစ္စတွေကျင်းပဖြစ်ပါလိမ့်မယ်နိုင်ငံခြားရောက်နေတဲ့လူများ ခရီးသွားတာတွေအိမ်ပြောင်းနေရပြောင်းတာတွေဖြစ်ပါလိမ့်မယ်ဝတ်ဆရာမဲ့အဝတ်တရားတော့ရွှေရောင်ငွေရောင်ဗရမားရောင်နောက်စေယူမြချေမြအိုစိတ်ချေ လက်ချွတ်နှကဝစ်ပေးပါနှစ်ခွန်သုံးပတ်လည်းဒီထီထိုးပါတတဒေဝမနုဿာနာတတဒေဝမနုဿာနာတနေ့ကိုပတ်စိတ်ပြီးနေ့တိုင်းကိုပန်းတပွင့်ရေတစ်ခွက်နှုတ်တစ်ခွက်လှူပေးပါအဲဒါဆိုရင်မိမိရဲ့ကံသာတာကြီးဟာဒီတစ်ပတ်မှာကြီးကျယ်ခမ်းနားစွာကံကောင်းတာတွေ့ရပါတယ်